ီလောကမှာအပြေးပြိုင်တဲ့ပုံကိုတွေဟာဆိုရင်သူတို့ဘလောက်ပဲချုပ်တီးသူတို့ချုပ်တီးချိုးချံသူတို့ပြိုင်တဲ့အခါမှာပထမလူတယောက်ပဲစုရတယ်အဲ့ရတဲ့စုတောင်းမှသူစုရဆိုရင်မမြဲတဲ့စုပဲအချိန်တိုင်ပြန်ပြီးညှိုးနှွမ်းသွားအောင်ပါကျွန်တော်ခရိယန်တွေရရှိမဲ့စုဆိုတာမအိုမနာမသေးနိုင်တဲ့ဒီထာဝရအသက်ကြီးကိုရရှိဖို့ဆိုရင်ပို့ပြီးတော့ကျွန်တော်တို့မချုပ်တီးကောင်းဘူးလားပို့ပြီးတော့ကျွန်တော်တို့ပြညတ်တော်အတိုင်းမနေထိုင်သင့်ဘူးလား မင်္ဂလာနံနက်ခင်းပါခင်ဗျာဖျားသခင်ရဲ့မကုံဆုံးတဲ့ဂေဟုနာတော်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်အော်တိုဘာလာ22ရက်နေ့ထိတောင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ဒါနဲ့နံနက်ခင်းဒီမှာပြန်လည်ပြီးတော့노ထခွင့်ပေးတဲ့ဖျားသခင်နာမတော်ထူးကျေးဇူးတင်ချီးမွမ်းတယ်လို့ကျွန်တော်တို့ရဲ့အစီအစဉ်ယနေ့တောင်ပို့ဆောင်ပေးတဲ့အတွက်လည်းဖျားသခင်ကိုထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ letter spray ဆိုတဲ့ morning devotion အစီအစဉ်ကိုလည်းပဲစင်ဆက်မပြတ်မနေ့6နိုင်တိုင်းမှာတင်ဆက်ပေးလည်းရှိပါတယ် ကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြီးစုအားပေးပြီးတော့မိမိရဲ့ suit down ချက်တွေကိုလည်းကျွန်တော်တို့ထံကိုပေးပို့ဖို့ဆက်လက်ပြီးတော့ကျွန်တော်တို့လည်းပန်ချာပြရစီဒီနေ့အော်တိုဘာလ22ရက်နေ့အတွက်ခေါင်းစဉ်ကတော့တာရွေ့မြင့်သောအဆင့်သို့ခေါ်တော်မူခြင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အခြေခံထားတဲ့ကြမ်းချက်လေးကျွန်တော်ဖတ်ပြခြင်းနဲ့ကိုရင်သူဩဝါဒစာပထမဆောင် အခန်းကြီး9အပိုင်းငယ်24နဲ့25မြေတလေး၌ပြန်၍ပြေးသောသူအပေါင်းတို့သည် ပြန်၍ပြေးကြတော်လဲ တယောက်ဒေသလျင် စုကိုရသည်ဟုတွင်တင်တို့မသိကြသလော စုကိုရမည်အကြောင်းပြေးကြလော့ပွဲ၌ပြန်၍အချင်းချင်းတိုက်တော်သူမည်သည်ကအယားယား၌တတ်မှတ်ခြင်းကိုချုပ်တီးတတ်၏ထိုသူတို့သည်ညှိုးနှွမ်းပျက်စီးတတ်သောပန်းဥယျကိုရခြင်းအလုံးငါပြူကြ၏ငါတို့မူကမညှိုးနှွမ်းမပျက်စီးနိုင်သောပန်းဥယျကိုရခြင်းအလုံးငါပြူကြ၏ဒီနေ့လည်းပဲကောရင်သူမြို့မှာရှိတဲ့ အသင်းသူအသင်းသားတွေကို တိုက်တွန်းအားပေးခြင်းမှာကျွန်တော်တို့အတွက်များစွာခွန်အားဖြစ်စေတဲ့အကြောင်းအရာနဲ့ကျွန်တော်ခွန်အားပေးလိုပါတယ်။ကောင်းစဉ်မှာဖော်ပြထားတဲ့တားတဲ့အမြင့်ကိုမြင့်တဲ့အဆင့်ထက်ဆင့်ပြီးတော့ဘုရားသခင်ကျွန်တော်တို့ဘလို့ခေါ်လဲဆိုတဲ့အကြောင်းအရာကျွန်တော်ခွန်အားရရှိဖို့ဖြစ်ပါတယ်။ရှင်ပေါလုကကောရိန္သုမြို့သားတွေကိုပထမစာဆောင်ပို့တဲ့အချိန်ခါမှာပြင်လေ။ယုံကြည်ခြင်းခရိယန်ရဲ့အသက်တာဒီတိုက်ပွဲကိုအပြည့်ပြိုင်ပွဲနဲ့နှိုင်းရှင်ပြထားတယ် ။ဘာကြောင့်လဲဆိုတော့ဒီကောရင်သူမျိုးဟာကျွန်တော်ပြီးခဲ့တဲ့ရက်တွေကပြောခဲ့တဲ့အတိုင်းပဲ။အင်မတမလောကီဆန်တဲ့မျိုးဖြစ်ပြီးတော့ယုတ်တုကိုယ်ွယ်မှုတွေရှိသလိုတစ်ဖက်မှာလည်းပဲဒီယောမရရဲ့ရှင်ပြိုင်မှုတွေယုံနေအများကြီးရှိတယ်။အဲ့ဒီထဲမှာအပြည့်ပြိုင်မှုတွေတခုလည်းပါတယ်။နှစ်စင်းနှစ်တိုင်းသူတို့ဒီအပြည့်ပြိုင်မှုတွေသူတို့ကျင်းပကြတယ်။အဲ့လိုအပြည့်ပြိုင်ပွဲတွေမှာပါဝင်ကြတဲ့လူတွေဟာဆိုလို့ရှိရင်ဒီနေရာမှာအကောင်းဆုံးပြေးနိုင်ဖို့ရန်အတွက် သူတို့ကိုချုပ်တီးကြတယ်လေ့ကျင့်ခန်းလုပ်ကြတယ်အစားအသောက်ချိုးချွန်ကြတယ်ချုပ်တီးကြတယ်เนาะဒီလိုမျိုးနေထိုင်ပြီးတော့စီကန်းတွေကိုလိုက်နာကြတယ်ထို့တူပဲခရိယန်တယောက်ဖြစ်ပြီဆိုလို့ရှိရင်အရာရာမှာချုပ်တီးခြင်းနဲ့စီကန်းတကြနေထိုင်ခြင်းအမတန်မှအရေးကြီးတယ်လို့ရှင်ပေါလုကပြောပြနေပါတယ်နှိမ့်ချခြင်းရှိရမယ်ခန္ဓာကိုယ်အတွက်လည်းကျွန်တော်တို့ အထူးဂယုဆိုင်ရမှာဖြစ်တယ်လို့ဝိညာဉ်ဉာဏ်ပညာကြီးထွားဖို့လည်းအထူးဂယုဆိုင်ရမှာဖြစ်ပါတယ်။စီကံမလိုက်နိုင်ရင်အပြည့်အစုံမဖြစ်နိုင်ဘူးလို့ဘုရားသခင်ကျွန်တော်တို့ချမှတ်ပေးထားတဲ့စီမီစီကံတည်ဟူသောဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပညာတရားတွေပညာတော်တွေကိုကျွန်တော်တို့လိုက်လျှောက်ခြင်းဂယုဆိုင်ခြင်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့လည်းပဲခရိယံကောင်းတရားမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကိုရှင်ပေါလုကနှိုင်းရှင်ပြီးတော့ဖော်ပြထားတယ်။ဒီလောကမှာအပြည့်ပြိုင်တဲ့ပုံကိုယ်တွေဟာဆိုရင်သူတို့ဘလောက်ပဲချုပ်တီး သူတို့ချုပ်တီးချိုးချံသူတို့ပြိုင်တဲ့အခါမှာပထမလူတယောက်ပဲစုရတယ်အဲ့ရတဲ့စုတောင်းမှသူစုရဆိုရင်မမြဲတဲ့စုပဲအချိန်တိုင်ပြန်ပြီးညှိုးနှွမ်းသွားအောင်ကျွန်တော်ခရိယန်တွေရရှိမဲ့စုဆိုတာမအိုမနာမသေးနိုင်တဲ့ဒီ tower အသက်ကြီးကိုရရှိဖို့ဆိုရင်ပို့ပြီးတော့ကျွန်တော်တို့မချုပ်တီးကောင်းဘူးလားပို့ပြီးတော့ကျွန်တော်တို့ပြညတ်တော်အတိုင်းမနေထိုင်သင့်ဘူးလားကျွန်တော်တို့ရဲ့အသက်တာဟာ ဒီအပြည့်တင်ခွင့်နဲ့ကင်းစင်မဲ့အတ္တတာမဖြစ်သင့်ဘူးလားဆိုတာကိုရှင်ဘောလူကဒီမှာခေါ်အားပေးထားပါတယ်။ကျွန်တော်တို့ယနေ့ခရိယန်တွေမှာအချို့သောခရိယန်တွေကကေတင်ချင်းအင်မတန်မှရရှိဖို့လွယ်လွမ်းတဲ့အခါမှာကိုယ့်ရဲ့အတ္တတာ moral ကိုအထူးဂရုစိုက်မနေတော့ပါဘူး။ဖြစ်တယ်လို့ပဲနေတယ်။ဘုရားသခင်ကဒီလိုပဲအတကယ်အလိုရှိတာလား။မဟုတ်ပါဘူး။ဘုရားသခင်ကကျွန်တော်တို့ကိုစံပြဖြစ်နေထိုင်ဖို့အတွက်အလိုရှိပါတယ်။ အများပြောသလိုမှန်ပါတယ်ဒီကေတင်ချင်းဆိုတာကျွန်တော်အခမဲ့ရရှိခြင်းပါပဲကျွန်တော်တို့ရဲ့ကြိုးစားမှုကြောင့်လည်းမဟုတ်ပါဘူးဒါပေမဲ့ကေတင်ချင်းရပါပြီလို့ကြွေးကြော်နေတဲ့ခရိယံအယောက်တိုင်းဟာကျွန်တော်ဖြစ်တယ်လို့နေဖို့မဟုတ်ပါဘူးလူများအတွက်စံဖြစ်အောင်ပဲခရစ်တော်ရဲ့ပြည့်ညတ်တရားအတိုင်းလိုက်လျှောက်တဲ့လူတွေဖြစ်ရပါမယ်ဘုရားသခင်ရဲ့စကားကိုနားထောင်လိုက်လျှောက်တဲ့လူတွေဖြစ်ရပါမယ်လို့ကျွန်တော်နေနဲ့ထပ်လောင်းပြီးတော့ခွန်အားပေးလိုက်ပါတယ်ဂျေဇုတင်ပါတယ်အခုကျွန်တော်တို့ဆက်လက်ပြီးတော့ဆုတောင်းမှုဖြစ်ပါတယ် ယနေ့ကျွန်တော်တို့ဆုတောင်းပေးရမယ့်ပုံကိုယ်ရတော့အဥပန်ထန်းငါရဲ့ပြီးတော့ဒေါ်ရင်တွင်မူပြီးလို့ရှိရင်ဒေါ်နုနုဝင်းနဲ့ဒေါ်တင်နုတို့အတွက်ဆုတောင်းမှုဖြစ်ပါတယ်ခဏလေးဆုတောင်းကြစို့ကောင်းဤပုံတိုင်းရှိတော်ဖာကိုရောရဲ့နာမတော်ကျေးဇူးတင်ချီးမွမ်းပါတယ်တာသမီးတို့ယနေ့အတိုင်းပူဆောင်ခဲ့ရဲ့ဒါရက်နဲ့နဲ့ခင်းရွှင်လန်းစွာနိုးထခွင့်နဲ့အတူကိုရောရှင်တည်င်းစကားတွေကိုပြန်လဲကြားနာတော့အခွင့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ် ကိုရောဖာဖျားယင်းနေမနဲ့တာသူကြားနာခဲ့တဲ့တင်းစကားအတိုင်းကိုရောရှင်ဒီတာသူတို့တာရွေးမြင့်တဲ့နေရာမှာခေါ်ခြင်းနဲ့ဖျားဖြစ်ပါတယ်။ဝိညာဉ်ရဲ့အတ္တဟာမြင့်တဲ့မြင့်တဲ့နေရာမှာကိုရောရှင်ဆွဲခေါ်လျက်ရှိတယ်။လောကမှာပြိုင်ပွဲဝင်နေတဲ့အပြည့်သမားတွေလိုပဲ။အရာရာမှာချုပ်တီးချိုးချမ်းခြင်းနဲ့တူကိုရောရှင်အလိုတော်ရှိတဲ့အတ္တမှာနေထိုင်ပြီးတော့အိုနာတည်ခြင်းမရှိတဲ့ပန်းဝိတရဖူကိုရရှိဖို့ရန်အတွက်ကြိုးစားပြီးတော့ပြိုင်ပွဲဝင်တဲ့သူတွေတည်တည်ဖြစ်စေတော်မူပါကိုရောဘုံတော်ထင်ရှားစေတဲ့အတ္တပြုပြင်ပေးပါ ကိုရောအခမဲ့ပေးသနာတော်မူတဲ့ကေတင်ချင်းကိုတားမြုပ်ဒီအလားအသမထားပဲနဲ့အကျိုးရှိစွာဤလောကမှာအသုံးချနိုင်ပွင့်သူတို့ဘတ်အတွက်အလင်းဖြစ်ပွင့်ကိုရောကုညီမဆာလန်ပြပေးပါကျေးဇူးတင်နေပါဗျာဆက်လက်ပြီးတော့နာမကျန်းဖြစ်သောသူတွေအတွက်ဆုတောင်းပါတယ်ကိုရောရှင်ရဲ့သမီးအာဒေါ်တင်နုဒေါ်နုနုဝင်းမှဆ ảy အဒေါ်ရင်ွေမူးကိုတော်လကောကိုရရှင်သားဥပန်ထန်းကောလည်းကိုရောကောင်းကြီးပေးတော်မှာသူတို့ရောက်အတီးတီးတိုင်း၌ခံစားတော့ဤယောဂဝိနာရဲ့အတီးတီးတိုင်းဒီလည်းပဲ ကိုရရှင်နမိတ်လက္ခဏာနဲ့ပြည့်စုံသောလံယုံတော်နဲ့တူထီးတဲ့ခါမှာလင်းမြတ်စွာတက်တာပြောင်းကင်းမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ကိုရောသူတို့ရောက်တိုင်းတဲ့တူပါဝင်ပေးသနာတော်မှာကိုရောဘုန်းတော်ထင်ရှားစေတဲ့အရာတစ်ခုဖြစ်ပြီးတော့ကိုရောသူတို့နဲ့တူရှိကြောင်းသူတို့ရဲ့တက်တည်ခံချက်ပြပြန်လဲသိရှိနိုင်ဖို့မှာစားပေးပါကျေးဇူးတင်ပါတယ်ပါဒါသူတို့ရဲ့ Delirious Dream ဆိုတဲ့ Morning Devotion အစီအစဉ်ကိုစဉ်ဆက်မပြတ်ကြည့်ရှုအားပေးပြီးတော့ပြန်လဲတစ်ဆင့်ဝင်ခပေးတဲ့ကိုရောတာသူတို့ရောက်တိုင်းပေါ်မှာလည်းပဲ ညီတဲ့ချင်းကောင်းကြီးမင်္ဂလာစုကြည့်သူဖြတ်ဖြတ်လုံးစုံတို့တွမ်းလောင်းချပေးပါမြေချောင်းယေရှုခရစ်တော်ဖခင်နာမတော်မြှပြလေယူဒီပါစုတောင်းပါသည်ဖာဗျာအာမင်